အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ။ကျွန်တော်အာဆင်နယ်အသင်းကတော့လာမယ့်တနင်္ဂနွေနေ့ဒါစတင်မလာ28ရက်နေ့မှာတော့ဒါ new castle ကိုဒါအဝေးဝင်းမှာတွားရောက်ရှင်ပြန်ကစားရမယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါမနေ့က Mike Arteta ကတော့ဒါအချိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်ပေါ့လေဒီအချိုသတင်းစာရှင်းလင်းပွဲမှာ Mike Arteta အနေနဲ့ဒါ ဒံရကစားသမားတွေအကြောင်းရဲ့ဒါဒီပွဲနဲ့ပတ်သက်တဲ့ဒါအကြောင်းအရာအနေငယ်ကိုဒါမီဒီယာတွေကိုပြန်လည်ဖြေကြားသွားတယ်အရင်ဆုံးအနေနဲ့ဒါကျွန်တော်တို့တွေဒါမီကေးအဒီတာပြောကြားသွားတဲ့ဒံရကစားသမားတွေအကြောင်းနဲ့ပတ်သက်ကျွန်တော်တွေနည်းနည်းတော့ဆွေးနွေးသုံးသပ်ကြည့်အောင်ကျတော့အာဆင်နယ်အသင်းမှာဆိုလို့ရှိရင်ဒန်ယန်ရကစားသမားတွေဒါတဖြည်းဖြည်းနဲ့များလာတယ်ဗောလေဒါအခုဆိုလို့ရှိရင်အဓိကကစားသမားတော်တော်များများလဲဒန်ယန်ရထားကြတယ်ဒါကိုင်ဟာဘတ်အပါအဝင်ဒါမာတင်ဟိုဒီဂတ်တို့ ဒါနိုနီမာရိုအေဂေရိုနော်ဒါအစ်စ်ခေါ်ယူထားတဲ့ပီယာရိုအင်ကပေကိုကစားသမားကြီးဟာစာတာဒန်ယာပြဿနာရင်းဆိုင်နေရတယ်ဒီအချိန်မှာအာဆင်နယ်အသင်းကဒါရာတီအစတိုင်းမှာနေဒါဒန်ယာရကစားသမား9ယောက်6ယောက်ထိကိုဒါအများကြီးတိုးလာခဲ့တယ်ဗောလေဒါအခုဆိုလို့ရှိရင်တော့ပြန်ပြီးတော့တက်တာဝါတဲ့ကစားသမားတွေရှိပြီးတော့ဒါအသင်းနဲ့ပြန်လဲပူးပေါင်းနေတဲ့ကစားသမားများစွာလည်းရှိတယ်ဗော ဒါဒီတဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်မာတင်အိုရီကတ်လည်းပါဝင်နေတယ်။ဒါမာတင်အိုရီကတ်ကပခုံးတန်ရာရရှိထားတာဖြစ်ပြီးတော့ဒီတန်ရာကဒါပုံစံလူပွဲပေါ့လေဒါပရမအုပ်ဆုံးတစ်ချိန်ဖြစ်တယ်ဒုတိယတစ်ချိန်လည်းဒီနေရာပဲပြန်ဖြစ်တာဆိုတော့ဒါမာတင်အိုရီကတ်ကတော့ဖန်အစင်းနဲ့မှရှိနေတယ်။โอเค မာတီဟိုလီဂန်နဲ့ပတ်သက်ပြီးတော့ဒါမနေ့ကမီခေအာဒေတာကိုဒါမီဒီယာချို့ကမေးမြန်းခဲ့တယ်မာတီဟိုလီဂန်အခြေအနေဘယ်လိုရှိလဲပေါ့ဗျာဒါမာတီဟိုလီဂန်နဲ့ပတ်သက်ပြီးမာတီဟိုလီဂန်ဒီလာမဲ့တင်းငုံတွေနေနျူကာဆယ်နဲ့ပွဲစဉ်မှာပါဝင်နိုင်လားဗာလားညာလားပေါ့ဒါမေးမြန်းခဲ့တဲ့အပေါ်မှာတော့ဒါမီခေအာဒေတာအနေနဲ့ကဒါမာတီဟိုလီဂန်ကအခြေအနေကောင်းနေတယ်ဒါနောက်နှစ်ရက်လောက်နေလို့ရှိရင်သူအသင်းနဲ့ပူးပေါင်းနိုင်မယ်ဒါအသင်းထွေကြီးမှာသူ့ကိုပြန်မြင်ရလာနိုင်တယ် ီနီယူကာဆယ်နဲ့ပွဲစဉ်မှာသူ့ကိုကျွန်တော်တို့အသုံးပြုနိုင်ဖို့အတွက်မျှော်လင့်ထားတယ်ဆိုပြီးတော့ဒါမီဒီယာတွေကိုပြန်လည်ဖြေကြားသွားတယ်ကျွန်တော်တို့ဒါမာတီအိုလီကန်နဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ဒါကြည့်ကြည့်အောင်လူဒန်ယာပြတ်တနာနဲ့ပတ်သက်ပြီးတော့ပေါ့လေဒါကျွန်တော်အထင်ကတော့ဒီဒန်ယာကကျွန်တော်တို့ပခုံးဒန်ယာတွေကဒါခွဲစိတ်ကူးတလိုက်တာကတော့အရှင်းပြောက်တာပေါ့လေဒါမဟုတ်ဘဲနဲ့သူ့ကိုအနာပေးမယ်ဒန်ယာနဲ့ပတ်သက်ပြီးတော့ဥမာ တို့မြန်မာအလိုဆိုလို့ရှိရင်တော့ဗျာဆေးလူဆေးတောက်လုပ်ပြီးတော့ပဲဒါဒီဒဏ်ရာကပြန်တက်တာမယ်ပွဲပြန်ကစားမယ်ဆိုလို့ရှိရင်ဒီဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒဏ်သဘောမျိုးဖြစ်သွားတာမျိုးတွေအများကြီးရှိရပါလို့လေကစားသမားရဲ့အသက်အရွယ်ရောင်းမတဲ့ဘိုင်းရောင်းဒါထိခိုက်နိုင်တဲ့အချက်တစ်ချက်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ဒါဒီလိုမျိုးပုံစံတူပေါ့လေဒါဖြစ်တာကျွန်တော်အသိမှနောက်တစ်ယောက်ရှိတယ်ဒါကဘယ်သူလဲဆိုတော့ဒါမီခင်းမယ်ရီလိုပေါ့လေမီခင်းမယ်ရီလိုကဒါအသိကိုစားရလောက်လာခြင်းမှာထရိနီမှာပဲဒါပခုံးတန်ရရရှိပြီးတော့ သူ့အနေနဲ့ဒါအာဆင်နယ်ရဲ့ပွဲတော်တော်များများကိုအချိန်တော်တော်ကြာကြာဒါအနာယူပြီးတော့လွဲချော်ခဲ့တဲ့ပွဲစဉ်ကြီးအများကြီးရှိတယ်။ဒါသူ့အနေနဲ့ဒါတော်တော်ကြာကြာအချိန်ယူပြီးွားတော့မှပဲဒါအသင်းနဲ့ပြန်ပြီးပူးပေါင်းလာနိုင်တာဘို့လေကျွန်တော်ဆိုလို့ရှိရင်ကစားသမားအစ်စ်ကိုကြီးကျင်လို့ကြီးကျင်လို့ဆိုပြီးတော့စောင့်နေခဲ့တာကစားသမားကဒါဒဏ်ရာရထားတယ်ဘို့လေပခုံးဒဏ်ရာရပြီးတော့အသင်းရဲ့ပွဲစဉ်တော်တော်များများကိုလွဲချော်တဲ့အထိကိုသူ့အနေနဲ့အနာယူခဲ့ရတာဒါသူ့အနေနဲ့တော့ခွဲစိတ်ကူတာမှုတွေပါပြီးတော့မခံယူလိုက်ရပဲနဲ့ ဒါအနားယူတာနဲ့ဒီသူ့အနေနဲ့တက်တာသွားပြီးတော့အခုချိန်ကြီးတော့ဘာမှပြောင်းမဖြစ်ခဲ့ဘူးပေါ့လေဒါအခု Martin Odiga ကတော့ဒါဂျာတီအစပွဲစဉ်တချို့မှာလည်းကသူ့အနေနဲ့ဒဏ်ရာရတယ် International Brace မှာကစားသမားကဒဏ်ရာတက်တာလေဆိုပြီးနိုင်ငံအသင်းနဲ့တွားရောက်ပူးပေါင်းနေပြန်လာတယ် Premier League ပွဲဒါ Nottingham Forest နဲ့ပွဲစဉ်ဖြစ်မယ်နေတူတယ်ဒါကျွန်တော်အနေနဲ့အမှန်အမှန်မမှားဘူးဆိုရင်ဒါ Nottingham Forest နဲ့ပွဲစဉ်မှာဒါသူ့အနေနဲ့ပခုံးဒဏ်ရာပြန်ရရှိသွားတယ် ဒီပခုံးပဲဒီနေရာကိုပဲဒါပုံစံလူပဲဒါပြင်ရအောင်ပါတယ်ပြင်ရအောင်တော့မာတိ OD ကဲရဲ့အနာယူထားတဲ့ပုံစံအရဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒါဒီဒဏ်ရာကအရှင်းပြောက်မယ်လို့ကျွန်တော်အနေနဲ့ကတော့မယူဆခြင်းဘူးဗျအားကြောင့်လဲဆိုလို့ရှိရင်ဒီလိုဒဏ်ရာမျိုးတွေကကျွန်တော်တည်ထားတဲ့လောက်ဆိုလို့ရှိရင်ခွဲစိတ်ကူတလိုက်တာကတော့အကောင်းဆုံးပဲဗျာဒီကခွဲစိတ်ကူတလိုက်ရင်တော့လုံးဝအရှင်းပြောက်သွားမယ်ဆိုတာမျိုးဒါဖြစ်အောင်ဖြစ်နိုင်တယ်ဆိုပေမဲ့ ဟိုဘယ်လိုပြောမလဲအခုလိုအနားယူပြီးတော့ကစားသမား full length ထွက်ရေးပြန်လို့ fit ဖြစ်ပြီးဆိုပြီးတော့အတင်းကပြန်သုံးလိုက်ရင်ဒီနေရာကိုပြန်မထိဘူးလို့ကျွန်တော်မြင်နေတာလုံးဝမပြောနိုင်ဘူးလေတော့ဒါဘာလို့အရှိမလဲဒါပထမတစ်ခေါက်ဖြစ်တယ်ဒုတိယတစ်ခေါက်ထပ်ပြစ်တယ်ဆိုတာမျိုးကြီးကြတော့နှစ်ချိန်ဖြစ်သွားပြီဆိုတော့ဒါနောက်တစ်ခေါက်ထပ်မဖြစ်ဘူးလို့မပြောနိုင်ဘူးဒါကစားသမားရဲ့ mental ဘိုင်းရောဒါပြီးသွားပြီဆိုလို့ရှိရင်ကစားသမားရဲ့အသက်အရွယ်အရာရောဒါကျွန်တော်တို့ဘယ်လိုပြောမလဲအရွယ်ကောင်းရောက်အရွယ်ကောင်းမှရှိနေတဲ့အချိန်ဆိုတော့ကစားသမားတို့တိတ်ကိုစိတ်ပူခြင်းစရာပဲ အဲ့တော့ကျွန်တော်အမြင်အရဆိုရင်တော့ MKR data အနေနဲ့ဒါအတုံးပြုတ်ဖို့မတင့်တော်သေးဘူးလို့ကျွန်တော်အနေနဲ့ထင်မိတယ်တကယ်လို့ဗျာသူပြောသလိုမျိုးဒါကစားသမားကိုဒါကျွန်တော်တို့ Newcastle အဝေးပွင့်မှာဒါခေါ်ွားခဲ့မယ်ဆိုလို့ရှိရင်တော့မှဒါသူ့အနေနဲ့ပွဲချိန်အနည်းငယ်ပေါ့လေဒါတမရပြ10မိနစ်15မိနစ်ပေါ့အဲ့လိုလိုဘယ်လိုပွဲပြီးခဲ့ဒီ10မိနစ်15မိနစ်အလိုလောက်မှဒါထည့်သုံးတာဆိုလို့ရှိရင်တော့ကစားသမားအနေနဲ့ဒါသူ့အတွက်ပွဲကစားချိန်အနည်းငယ်ပြန်ရအောင်ရသွားနိုင်တယ် ဒါတပွဲလုံးနေထားရတုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်ကစားသမားရဲ့တန်ရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြိသက်တွေရောဒါကစားသမားကိုယ်တိုင်ရောစိတ်ပူကျင်စရာပဲဗျ okay ဒါကတော့ဟိုမာတင်အိုလီဗက်ပေါ့လေနောက်တစ်ယောက်နဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့ဒါကိုင်ဟာဗတ်ပေါ့ကိုင်ဟာဗတ်နဲ့ပတ်သက်ပြီးတော့လေဒါမေးမြန်းခဲ့တာမျိုးရှိတယ်ကိုင်ဟာဗတ်နဲ့ပတ်သက်ပြီးတော့ကဒါမီခေးအဒေတာပြောကြားချက်အရာဆိုလို့ရှိရင်ကိုင်ဟာဗတ်ကသူ့အတွက်တီးသက်နီးပြားနဲ့ဒါတအူးချင်းထွေနေပြီးပြုတ်လုံနေတယ် တနည်းအားဖြင့်သူပြောပုံအရဆိုလို့ရှိရင်ဗျာဒါကစားသမားက recover time လုပ်နေပြီဆိုပြီးတော့ဒါသူကပြောပါတယ်ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ mk data ပြောတဲ့ပုံစံအရဆိုလို့ရှိရင်ဗျာဟိုကန်ဟာဘတ်ကဒါ November လောက်မှာပြန်လာနိုင်ရယ်ကျွန်တော်တို့ထင်တာကပိုစိုးပြီးပြန်လာလာပြန်လာနိုင်တယ်ဆိုပြီးတော့ဒါပြောကြားသွားတာမျိုးရှိတယ် အဲ့တော့ကစားသမားအခုလို recover တိုင်းကြီးလုံးနေပြီဆိုတော့ဒါ kai habit အနေနဲ့အစောဆုံးပြန်လာနိုင်ပဲပွဲတွေပွဲစဉ်တွေဆိုလို့ရှိရင်တော့ကျွန်တော်အထင်ဆိုလို့ရှိရင်ဒါဒီ Newcastle နဲ့ပွဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါအိမ်ပွဲမှာဒါ Olympic Boss ကိုဒါအိမ်ပွဲမှာ Champion League ပွဲစဉ်ဒါအဲ့ခံရှင်ပြန်ကစားမှာတော့ရှိရဲ့ဒီပွဲစဉ်မှာတော့ဘယ်လိုညီထားဖြစ်လာမလဲတော့ကျွန်တော်အနေနဲ့ဒါမသိရသေးဘူးဆိုပေမဲ့ဒါ kai habit ကလည်းအခြေအနေကောင်းနေတဲ့အနေထားတစ်ခုမှာရှိနေတယ် ဒါကတော့ gain half okay နောက်တစ်ယောက်က noni madugi noni madugi နဲ့ပတ်သက်ပြီးတော့လည်းမေးမြန်းမှုတွေရှိတယ် noni madugi နဲ့ပတ်သက်ပြီးတော့ဒါ mikhe a data ကထွေထူးပြောကြသွားတာမျိုးမရှိဘူးကစားသမားနဲ့ပတ်သက်ပြီးကျွန်တော်တို့စောင့်ကြည့်နေတယ်ကစားသမားကိုအခုအနာပေးထားတယ်ဒါကစားသမားအနေနဲ့ကတော့အခြေအနေကောင်းတစ်ခုကိုဒါသူ့အနေနဲ့မျှော်လင့်ထားပြီးတော့ဒါ mikhe a data ကိုတိုင်ရလဲကစားသမားကအရင်အခြေအနေမဆိုးဘူးလို့ဒါသူ့အနေနဲ့ယူဆတယ်ဆိုပြီးတော့ဒါပြန်လည်းပြောကြသွားတာမျိုးရှိတယ် โอเคဒါကတော့ဒန်ရကစားသမားကြီးအကြောင်းကိုဒါမနေ့ရတဲ့အကျိုးသတင်းစာရှင်းလင်းပွဲမှာမိခေးမဲ့မိခေးအဒေတာ sorry မိခေးအဒေတာပြောကြားသွားတဲ့ဒါအကြောင်းအရာကြီးပေါ့လေအခုဒါကျွန်တော်တို့ Newcastle နဲ့ပွဲနဲ့ပတ်သက်တဲ့ဒါအကြောင်းအရာလေးတစ်ချက်လောက်ကြည့်အောင် Newcastle ဆိုတဲ့အသင်းကဘလို့အသင်းလဲဆိုတော့ Newcastle နဲ့ကျွန်တော်တို့တွေ့ဆုံထားတဲ့ပွဲစဉ်တိုင်းတနည်းအားဖြင့်သူတို့အိမ်ပွဲမှာသွားကန်ထားတဲ့ပွဲစဉ်တိုင်းပေါ့လေဒါ ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင် EFL ပွဲစဉ်2ပွဲကစားတယ်နီယူကာဆင်နဲ့2ပွဲလုံး2ကြော့လုံးကျွန်တော်တို့အာဆင်နယ်ကအိမ်ဝင်မှာရောအဝေးဝင်မှာရောရှုံးနေထားတယ်ဒါပရီးမီးယားလိပွဲစဉ်မှာလည်းကျွန်တော်တို့ကအာပရီးမီးယားလိအိမ်ဝင်ဝေးဝေး2ကြော့ကန်တဲ့အချိန်မှာလည်းဒါအိမ်ဝင်မှာနိုင်ရရှိတာပြီးတော့အဝေးဝင်မှာတော့ကျွန်တော်တို့1-0ဆိုတဲ့ရလနဲ့ရှုံးနေထားတယ်ဆိုတော့ newcastle ရဲ့အိမ်ဝင်ကိုကျွန်တော်တို့ arsenal တင်းတွားရောက်ကစားတိုင်း ဒါအခက်ခဲတွေကအများကြီးရှိတယ်။ဒါပြီးရောဆိုလို့ရှိရင် new car ဆဲကစားပုံနဲ့လည်းဆိုင်တာပေါ့လေ။ new car ဆဲကစားပုံကတကယ့်ကို physical အားပြုပြီးတော့ကြမ်းကြမ်းတက်တက်ဒါကစားတဲ့အသင်းထဲမှာပါတယ်။အာပြီးတော့ကျွန်တော်တို့ Arsenal အသင်းနေတဲ့ဒီအချိန်မှာဆိုလို့ရှိရင်လည်းဒါဒဏ်ရကစားသမားတွေကတယောက်တယောက်တိုးနေတာဖြစ်တဲ့အတွက်ဒါဒီပွဲစဉ်ကိုတော့ MKR data အနေနဲ့ကောင်းကောင်း view site ပြီးတော့ကစားသမားတွေကိုအသုံးပြုဖို့လိုမယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်မိတယ်။ ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲကျုပ်36ကိုတော့ကျွန်တော်တို့ဒါမနက်ဖြန်မနက်ပိုင်းမှာပဲကျွန်တော်တို့အေးဆေးဆေးဒါအသေးစိတ်လုပ်ကြတာပေါ့ဗျာဒါဒီနေ့ကတော့ဒါမိခေအဒေတာပြောကြားသွားတဲ့ပုံစံအရဆိုရှင်ဒီပွဲစဉ်ကိုသူတို့တော့သူတို့ကအကောင်းဆုံးဖြစ်စင်ထားတယ်အဝေးဘက်မှာတွားရောက်ရှင်ပြန်ကစားရမှာဖြစ်တဲ့အတော့ဒါသူတို့အနေနဲ့စိတ်အဖြစ်ဆုံးဒါကစားပြီးတော့နိုင်ပွဲပေါ်ဆောင်နိုင်အောင်ကြိုးစားသွားမယ်ဆိုပြီးတော့လေဒါမိခေအတီလာနေနဲ့ပြောကြတာပါတယ်အားလုံးကျေးဇူးတင်ပါတယ်